်မှာဘယ်သူမှမလုံနိုင်သေးတဲ့စံချိန်ကိုတင်ပြီးနောက်မိခင်ဖြစ်သူကိုဂုံပြူထိုးထားတဲ့တတူကိုပြသလိုက်တဲ့အမေချစ်တာမက်ဆီမက်ဆီနဲ့မထလာရင်လူတွေတိတ်မပြောတက်ကြတာကသူကမိသားစုကိုချစ်တဲ့သူဆိုတော့ဗျမိမဆိုရင်လည်းကြည်ငငယ်လေးတည်းကခုချိန်ထိတတမမင်းအတန်းဆွဲကြောက်တယ်ဗျရမေတို့ဘာလို့ဆိုရင်ငမြောင်းငါချောက်ရွယ်ကလေးကမိမကရှုပ်ချနေပြီဒီလိုကစားမတွေဆိုရင်မလိမ့်မှုနဲ့တရားဆွဲခံရလို့ခံလိုက်ရမိမတို့လိုကလေးရပြီအမေကိုသူများမသိအောင်ဖွဲ့ထားတဲ့သူတွေရှိနေသေးတယ် မိမကပဲပြောတာမဟုတ်ဘူးနော်မန်စီဝဲကြီးမိမနဲ့ပတ်သက်လာရင်ဘာသာမှမထွက်ဘူးခင်ဗျားတို့စာအုပ်ထဲမှာဖတ်ဖတ်နေရပြီးအားချခဲ့ရတဲ့တယောက်စုံတယောက်ပဲတစ်တလုံးတစ္ဆာရှိရယ်ဆိုရယ်စကားကိုလက်တွေ့ပြနေရမယ်စီပင်ကလေးတွေဆိုရင်လည်းသားတွေကြီးပဲတုံးရောက်အားလုံးကသူ့ရုပ်တွေကြီးပင်သူသားတွေကိုလည်းသူချစ်မှချင်းအားလည်းချိန်တိုင်းချိန်ပေးတယ်ပုံနေမတင်တာပဲရှိရင် social web post တင်ပြီးမျက်နှာသားလည်းမယူတက်ဘူးသူကသူအေးစေးစေးပဲသူ့ဘွားကိုလည်းသူဘလောက်ချစ်လဲဆိုရင်ဘွားဘလောက်ဖိုင်နေမှာဘွားကိုတာပြီးတော့စကားတော့ပြောရှာရင် မဆီယာအင်္ဂလိပ်လိုမပြောတိုင်း marketing မစင်းတက်တိုင်း sales မဆောင်တက်တိုင်းနာမည်ကြီးသလောက်မကြီးလောက်လူတွေကအထင်အသင့်နေကြတာပါဘောလုံးမဘောလုံးကန်တဲ့ပြီးပြီလေဘောတွေလုံးမှာမမဟုတ်တော့မဆီကလည်းအမေချစ်သားပါပဲလူတွေရှေ့မှာပိုမလုပ်ပြရတာပါအခုမဆီကကိုပေါင်းလေးအပြေးသွားပြီအပေါ်ပြောတာမဟုတ်ဘူးနော်ကိုသွင်းလာတဲ့ဂိုးဖန်နီးပေးတာကပိုခက်တယ်မျိုးရင်ခင်ဗျားတို့ကြိုက်တဲ့ playmaker ကိုခေါ်လိုက် ozila ပြရလို့လားမဟုတ်သလားခေါ်စမ်းပါဗျာဆယ်တော့ခေါ်မက်ဆီလိုဂိုးဖန်နီးပေးတဲ့မက်ဆီတော့အရေးအတွက်နီနီဂိုးဖန်နီးပေးထားတဲ့ဖန်နီးရှင်တယောက်မှမရှိဘူး။ခင်ဗျားတို့မက်ရှင်ခေါ်လိုက်တဲ့ပလေးမေကာနီနီမက်ဆီဖန်နီးကြည့်ပါမယ်။ ဘာလို့မိုက်မှာသွင်းကို300ပြည့်အောင်ဖန်တီးထားတာမက်ဆီတယောက်ပဲရှိတယ်။အဲ့ဒီတယောက်ထဲတော့မက်ဆီကအခုဂိုးဖန်တီးပေးမှု400ကိုရောက်နေပြီ။မက်ဆီကအခုသွင်းကို900ပြည့်တော့မယ်။ဘယ်သူပြောနိုင်ပါလဲ။ဒီကစားသမားဟာသွင်းကို1000ဂိုးဖန်တီးပေးမှုမှာ900ပြည့်တဲ့ဒုတိယသောကစားသမားအောင်ဖြစ်လာနိုင်ပါတယ်။မက်ဆီကတနအိစံလွန်းနဲ့ပုံဝင်လွန်းလို့ဒီလိုနေရာအထိရောက်လာတာပါ။ ဂရုဖန်ရင်ပေးမှု၄00ပြေတော့မက်ဆီကသူ့မိခင်စီပြေးသွားပြီသူဝင်းစင်လာတဲ့ဂျာစီကိုအမှတ်ကျပေးခဲ့ပါတယ်ပြီးတော့သူကြောမှာထိုးထားတဲ့အမေရဲ့ပုံရိပ်တက်တူကိုဖြုတ်ပြခဲ့တယ်သူကကလေးဘွားတွေကအခုထိကိုညီပံ့ပိုးပေးခဲ့တဲ့မိခင်ကိုပုံပြခဲ့တာဖြစ်ပါတယ်ဘာလို့လဲစေကြီးမက်ဆီတော်ကွာပလာရခဲ့တာသုံးနှစ်ပြေပါတော့မင်းအချိန်တွေကမနေ့တနေ့ကလို့ပြပြီးအယမ်းမြန်နေလို့တော့ပြောရမလို့ပါဘင်းကျွန်တော်လည်း၁၆ခုနှစ်ဒီဇင်ဘာမှာစေကြီးဟာတကွာလုံးကဘောလုံးပရိသတ်အစ်စ်တွေကိုပျော်ရွှင်စေခဲ့တယ်သူရဲ့ကစားမဘွားမှာလိုအပ်နေတဲ့တခုတည်းသောဆူပလာဖြစ်တဲ့ကဘာပလာကိုကြောင်မြန်းသိမ်းပိုက်ရောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်စေကြီးရဲ့ထိပ်သီးအစွမ်းနဲ့နယ်သာလန်ခရိုအေးရှားပြင်သစ်တို့တို့အတင်းကြီးအတင်းကောင်းတွေကိုအနိုင်ပြ ခဲ့တာဖြစ်ပါရင်မော်ရိုကိုလိုတင်းငယ်လေးနဲ့တွေ့ပြီးပြုတ်သွားတဲ့ချိုးချိုးသောပန်တွေကတော့ဒါမျိုးဖီလင်ကိုနားလည်နိုင်မှာမဟုတ်ပါဘူး။ဘာဗလာရဘူးတဲ့အရာသာကိုသူတို့သိကြမှာမဟုတ်ပါဘူး။လူတွေဟာစကားပြောဆိုတတ်ကြပါရင်ရမှာပေါ့။ခိုးပြီးရသွားလို့ဘာလို့ပေါ့။လူရှိတိုင်းမီပြန်နေတာကလည်းတခုကလူပြန်ဟစ်လို့ပါပဲ။ထို့တူမန်စီကိုလည်းကွာဗလာရသွားတာခိုးလို့ဆိုပြီးတော့ပြောနေကြတယ်။ Okay ကွာဗလာစုကိုဖယ်လိုက်မယ်ဆိုရင်ကွာဗလာရှုံးလဲဆက်မှာတွင်းထားတဲ့ဂိုးကြီးပဲအေးတွဲချင်းပြန်မယ်လို့ပြန်ပြီးတော့လည်းခွေးအကြီးလဲနှင်းထားသလိုသူတို့မှပြောစရာစကားကမရှိတော့ဘူး။မန်စီကကွာဗလာကိုဖယ်လိုက်ရင်တော့မှတခြားသောကွာဗလာနဲ့ဆိုင်တဲ့စံချိန်မှတ်တမ်းပေါင်းများစွာကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။